သောသူများအားလုံးပဲမင်္ဂလာပါဒီကာလမှာတော့ကျမတို့မေလာအတွင်းထဲမှာပေါ့နော်18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းထဲမှာနော်ကျမတို့ပြောင်းလဲတွေရှိပါတယ်နော်ဒါအပြင်ကျမတို့မေလာ19ရက်နေ့မှာလည်းနော်ဓနသိတိနဲ့ဆန်းရှင်နဲ့ရက်ရှိပါတယ်အဲ့ဒါကြောင့်ဒီတစ်ပတ်အထဲမှာတော့ ကောင်းတာရောဆိုးတာရောကြုံနိုင်ပါတယ်။ကြာသပတိဂျူနဲ့ Yahoo ဂျူတွေရဲ့အပြောင်းလဲကြောင့်ဒီမေလာထဲမှာကျမတို့ဘာတွေကြုံနိုင်သလဲဆိုရင်နော်တဘာဝဘေးပေါ့နော်လေပြင်းမုန်တိုင်းတိုက်တာနော်နောက်တစ်ခုကကျမတို့လေပြင်းတာရေရှမ်းတာရေကြီးတာနော်မိုးနဲ့ပြောမယ်ဆိုရင်တော့မိုးနဲ့လေနဲ့ ုက္ခပေးတာเนาะဒါမျိုးပြင်မြေပြူတာတို့เนาะမြေငလင်တို့ဒါတွေလည်းကြုံနိုင်ပါတယ်เนาะဒါကကျမတို့ဂျူဒီရဲ့အနေထားကြောင့်ကြုံရတာပါเนาะအဲ့တော့မြန်မာတနိုင်ငံနဲ့ဒါမျိုးတွေကြုံနိုင်တာတော့မဟုတ်ပါဘူးဂျူဒီရဲ့အနေထားဖြစ်တဲ့အတွက်เนาะတခြားနိုင်ငံတွေမှာလည်းကြုံရနိုင်ပါတယ်เนาะဒီရက်ပိုင်းမှာကြာသပတေးဂျူကမေလ 14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:33နာရီ33မိနစ်နဲ့48စက္ကန့်မှာမေထုံရာသီကိုပြောင်းပါတယ်เนาะပိဿာရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းနေအတွက်လူတဲ့တတဝါတွေမှာဘေးအန္တရာယ်နဲ့ကြုံရတတ်တယ်ဒါအပြင်เนาะလေယာမြေတို့ပျက်စီးတတ်တယ်မင်းเนาะတိုင်းမျိုးအုပ်ချုပ်တဲ့မင်းတွေမှာပြင်းထန်တဲ့ နော်စိတ်ခင်းချင်းကြုံရပြီးတော့မင်းနေပျက်စီးတတ်ပါတယ်ဒါပြေတီလာရှိတဲ့လူတွေနော်ကိုတီလာရှိတဲ့တမာတိရှိတဲ့လူတွေလေကိုစိတ်နှပါဆင်းရဲတတ်တယ်ပေါ့နော်ဒါအခုကြာတပရိဂျူကလေအ мян လုံးနဲ့သွားနေတာဖြစ်တဲ့အတွက်ကျမတို့ကကြာတပရိဂျူ အပြောင်းလဲဟာလေကျမတို့လူနဲ့တတ္တဝါတွေပေါ်မှာတည်ရောက်မှုရှိပါတယ်။ဒါကြောင့်ကျမတို့ဒီကာလမှာလဲ give design နဲ့နေထိုင်သင့်တဲ့ကာလဖြစ်ပါတယ်เนาะ။အဲ့တော့ဒီလိုမျိုးဂျူအနေထားဖြစ်တဲ့အတွက်ကျမတို့တခြားဘလို့တည်ရောက်မှုတွေရှိနိုင်ကြလဲဆိုလို့ရှိရင်အဲစီပေါ့เนาะစာ3စီတို့เนาะဆက်73စီတို့เนาะအဲ့တော့စီနဲ့စီထွက်သီးနှံနေเนาะစီအမျိုးမျိုးဈေးမြင့်ပါပဲ။ နော်ဈေးမြင့်နိုင်ပါတယ်ပြီးရင်စေးဝါပေါ့နော်စေးဝါတွေလေဈေးဝါစေးဝါတွေကဈေးကွက်ထဲမှာပြတ်သွားတာတို့ဈေးမြင့်တာတို့ဒါမျိုးတွေကြုံနိုင်ပါတယ်နော်ဒါအပြင်အရေးကြီးတာတော့ဒီတစ်ပတ်ထဲမှာ လူအများစုကျမကြီးညံ့တတ်ပါတယ်နော်ဒီယာဟူးဂျူပြောင်းတာနဲ့အဲကြာသပတေးဂျူအပြောင်းလဲရှိနေတဲ့ဒီကာလအတွင်းမှာလူတွေရဲ့ကျမကြီး ထူးညံ့ပါမယ်။အဲဒါကြောင့်ကျမယူကိူးဆိုင်ပါเนาะဒါအပြင်လူအများမှာအမြင်မှားတာတွေเนาะဆုံးဖြတ်ချက်မှားတာတွေရွေးချယ်မှုမှားတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะဒါယာဟုကြောင့်ဖြစ်ပါတယ်။အဲ့တော့သဘာဝဘေးဘေးရန်ပေါ့เนาะသဘာဝဘေးစစ်ဘေးဒီရင်ကျမတို့ကျမကြီးကိုထိခိုက်စေတဲ့ယောဂဘေးဒါမျိုးတွေကြုံနိုင်တဲ့အတွက်ကျမတို့အားလုံးက ေယူဒဆိုင်နဲ့เนาะပြောဆိုနေထိုင်ကြတင့်နဲ့ပြောဆိုနေထိုင်မှုတင့်နဲ့ကာလာပဲဖြစ်ပါတယ်နော်လက်ပွင့်ကံကောင်းစေတဲ့နော်ရရရအစီရင်လုံနိုင်တဲ့ရက်လေဒီအပတ်ထွဲမှာရှိပါတယ်နော်အဲ့တော့ကျမနေချင်းလိုက်ပေါ့နော်တရချင်းစီအလိုက်ကျုံရမယ့်အခါလေးတွေနဲ့နော်ဟိုဟာအခါလေးတွေကိုကျမပြောပြပြစီနော်ကျုံနိုင်တဲ့အခါလေးတွေကိုပြောပြပြစီ အဲ့တော့မေလပေါ့နော်ကျမတို့မေလ18ရက်နေ့စနေနေ့ပေါ့နော်မေလ18ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်နော်မာတင်ကယုတ်လို့ခေါ်တယ်မာတင်ကယုတ်နဲ့နော်ညနေ4:50အလုံးမအင်မတန်ကိုပင်မဆင်းရဲစေတတ်တဲ့နော်ရက်ခတာယုတ်ကြားတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဒီမှာကောင်းတဲ့ယုတ်နဲ့ဆိုးတဲ့ယုတ်နှစ်ခုတွဲပြီးတော့ရတဲ့နေ့ဖြစ်တဲ့အတွက်အကောင်းအဆိုး ပြောထွေးနေတဲ့နေ့ပါအဲ့တော့အဲ့ဒီကာလမှာကျမတို့ညနေ၄နာရီ50မတိုင်ခင်မှာတော့နော်ပြောမယ်ဆိုလို့ရှိရင်တော့အခါကအချိန်အခါကအစ်စ်အစ်စ်ကောင်းပါတယ်နော်အဲ့တော့၄နာရီ50မတိုင်ခင်မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့လည်း အမောင်ကာလာကိုကျမတို့တစ်ချက်လောက်ကြည်ပါမယ်เนาะအမောင်ကာလာကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30မိနစ်အတွင်းညနေ၄နာရီ50ကနေပြီးတော့ည7နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်။အဲ့လိုအချိန်ခါမကောင်းတဲ့ကာလကိုတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေเนาะငွေကြေးကိစ္စတွေเนาะအဲ အတိတ်ထဲရေဒီယာလောက်တာတွေတော့လုံးလို့ရပါမယ်เนาะအခြားအောင်မြင်စေလို့တဲ့ကိစ္စတွေအရေးကြီးတဲ့ကိစ္စတွေကိုတော့အမှောင်ချိန်ကိုရှောင်ပြီးတော့လှုပ်ဆောင်သင့်ပါတယ်။ကံပွင့်စေတဲ့အရာကတော့ပန်းရောင်အဖြော့ဖြစ်ပါတယ်เนาะပန်းရောင်အဖြော့ကတော့မေလ18ရက်နေ့အတွက်ကံပွင့်စေတဲ့အရာဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောက်တောင်ရက်ဖြစ်ပါတယ်။စိုးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်เนาะကျမကဒီကာလမှာ နော်ဖန်ပြုတ်ကိုကြကြာဖြူပြီးတော့လူတန်းပေးဖို့ကျမမြင်တာနဲ့တိုက်တွန်းပါတယ်။ဘာကြောင့်လဲဆိုတော့ Yahoo နော်အပြောင်းလဲရှိနေတဲ့အတွက်ဒီကာလမှာစံပြုတ်ကိုတကြားဖြူပြီးတော့လူတန်းမှာအင်အားစိုးကပ်မယ်ပေါ့နော်။ရုပ်ပွားပူဇော်ရမယ်။ဂါရာနေနေကတော့မြစ်တာတုတ်ရယ်၊ခန္ဓာတုတ်ရယ်၊ပုပ္ပနာတုတ်ရယ်နော်။ပရိကြီးဆက်တုတ်ထဲကအဲ့ဒီ၃ ုတ်ကိုတော့ရွတ်ဖတ်ပူဇော်ဖို့အတွက်ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်မေလ18ရက်နေ့တနင်္ဂနွေနေ့ကတော့ကျွန်မတို့အခါကောင်းပါတယ်ဒါပေမဲ့လည်းအခါကောင်းတယ်ဆိုပေမဲ့လည်းနော်ကျွန်မတို့ဘယ်လိုရုပ်တွေရထားသလဲဆိုတာတစ်ချက်ကြည့်မယ်နော်အဲ့တော့အမတရုပ်နဲ့ အမတယုတ်ဆိုတာကသူအချင်းချင်းမြောက်စားချင်းခရရတတ်တဲ့ယုတ်ပါเนาะအဲ့တော့အမတယုတ်ရထားတဲ့အတွက်ဒါကောင်းတယ်လို့ရေဘူးရပြောလို့ရပါတယ်ညနေ9:00နာရီနဲ့21မိနစ်အလွန်မှာတော့အတတ်ပညာတွေစုပ်ယုတ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာလဲကောင်းတဲ့ယုတ်တစ်ခုနဲ့เนาะဆိုးတဲ့ယုတ်တစ်ခုပေါ့เนาะယုတ်နှစ်ခုရထားတယ်အဲ့တော့ ၎င်းအဆိုးရောထွေးနေတယ်လို့ပြောလို့ရပါတယ်เนาะအမောင်ကာလကတော့ညနေ၄နာရီခွဲရနေပြီးတော့ည၈နာရီနဲ့၉မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီကာလကတော့အမောင်ကာလလို့ပြောရပါမယ်အဲ့တော့ကံပွင့်လက်ပွင့်စီအရောင်ကတော့အပြာရောင်ပါเนาะကျမတို့အပြာရောင်ဝင်လို့ရပါတယ်ပြီးတော့ကျမတို့ကံပွင့်လက်ပွင့်စီအရက်ကတော့တောင်အရက်ဖြစ်ပါတယ်ဟုတ်ပြီဒီလိုနေ့မှကျမတို့ တနင်္ဂနွေနေ့ပေါ့နော်။ဘာလှူဒန်းနိုင်ကြလဲလို့ပြောရင် no ဆန်ပြုတ်လှူဒန်းလို့ရပါတယ်နော်။အဲ့တော့ကျွန်မက no ဆန်ပြုတ်လှူဒန်းနိုင်ပါတယ်။ရုပ်ပွားပူဇော်ရမယ်နော်။ဒါရာကတော့မြစ်တာတုတ်နော်။ကျွန်မတို့မြစ်တာတုတ်ကိုဒီကာလတွေမှာမြစ်တာတုတ်ကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့နော်။ကိုကပူဇော်ဖို့ကျွန်မအထူးမြစ်တာနဲ့တိုက်တွန်းပါတယ်။မြစ်တာတုတ်ပူဇော်ပါမယ်။ဒါရဏပရိတ်ကို ပူဇော်ပါမယ်ရှင်အဲ့တော့မေတ္တာတော့ကိုးကောင်းတဲ့ဒါရဏပရိတ်တစ်ခေါက်ကိုပူဇော်ပါမယ်ရှင်မေလ19ရက်နေ့ပေါ့နော်မေလ19ရက်နေ့မှာတော့ကျမတို့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တိတ်ရုပ်ရထားပြီးတော့ညညနေပေါ့နော်9နာရီနဲ့17မိနစ်အလုံးမှာတော့ ညံ့တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ရထားပါတယ်အဲ့တော့တနင်္လာနေ့မေလ16ရက်နေ့ဟာနေ့ကောင်းတနေ့ဖြစ်ပါတယ်ကောင်းတဲ့ယုတ်နှစ်ခုစလုံးရထားတယ်နော်အလုံးစုံ PC အောင်မြင်စေတတ်တဲ့တိတ်တိယုတ်ကလည်းအင်မတန်ကောင်းသလိုနော်တင့်တယ်ကောင်းမြတ်စေတဲ့သူပါယုတ်ကလည်းကောင်းတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုနေ့မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်နော်ခဏလေးပါ နှာစီးရဲ့ဒီရက်ပိုင်းမှာကျမဖြားထားတာသိနေကြသေးတော့လीနှာစီးတာကြံခဲ့တယ်เนาะ sorry ပါအဲ့တော့ဒီလိုနေ့မှာကျမတို့ကเนาะတံပွင့်လက်ပွင့်စီရဲ့အရာကတော့ဘာရောက်လဲဆိုရင်ကျမတို့ကအဖြူရောင်မှာเนาะတနင်္လာနေ့မှာကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာနေ့အနေနဲ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဘလို့ဘုံတော်တွေကိုပူဇော်ပလဲဆိုလို့ရှိရင် ုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုကိုကပူဇော်ခြင်းအဖြစ်ကံပွင့်လက်ပွင့်စေတဲ့အပြင်ကျွန်မကတန်ဖိုးတီကိုလည်း36ခါပူဇော်ပြီးတော့ကိုလိုချင်တဲ့စုတစုကိုတောင်းပါလို့ကျွန်မကမေတ္တာနဲ့အကြံပြုပါတယ်နော်ဒီညမှာကျွန်မတို့ကတန်ဖိုးတီနော်တန်ဖိုးတီကဒီနှစ်အတွက်ဆိုလို့ရှိရင်သိမ့်ပြော်တဲ့ကာရာဖြစ်ပါတယ်တော့တန်ဖိုးတီကိုအဲ့တော့အများနဲ့ပူဇော်နေတယ်ဆိုလို့ရှိရင်လည်း မေလာ19ရက်နေ့မှာတော့36ခပူဇော်ပါမေတ္တာတုတ်ကိုတော့6ခပူဇော်ပါဂုံတော်ကွန်ချာကိုတော့6ခပူဇော်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကံပူပြီးတော့ကောင်းလာပါမယ်နော်မေလာ20ရက်နေ့နော်အခုဒီမှာကျမထပ်ပြောပါဦးမယ်နော်မေလာ19ရက်နေ့ကကျမတို့ပြောမယ်ဆိုရင်ဒနာတိတိနဲ့စန်းရှင်နဲ့ နော်နေ့ဖြစ်ပါတယ်ဘယ်အချိန်လဲလို့ပြောရင်မေလ19ရက်နေ့ညနေ9:00နာရီ12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ6:00နာရီနဲ့38မိနစ်အတွင်းမှာနော်ဒနာတိဋ္ဌိနဲ့ဆန်းရှင်နဲ့ နေ့ဖြစ်ပါတယ်เนาะအဲ့လိုနေ့မှာကျမတို့ကငွေကြေးဆိုင်ရာအစီအရင်တွေကိုစောင့်ရက်နိုင်ပါတယ်မေလ19ရက်နေ့ညနေ9:12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:38မိနစ်အတွင်းเนาะကို့အတွက်အဆင်ပြေတဲ့အချိန်ကိုရွေးပြီးတော့ဒီ အစီရင်ကိုလုပ်ပါနော်အဲ့တော့ဘာလုပ်ရမလဲလို့ပြောရင်အဲ့ဒီနေ့မှာကျမတို့ကခေါင်းလျှော်ရေချိုးမယ်ခေါင်းလျှော်ရေချိုးပြီးပြီဆိုရင်ခေါင်းကိုခေါင်းလျှော်ရေချိုးတဲ့အခါမှာကျမတို့ကဘာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမလဲလို့ပြောရင်ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးပါဒီကာလအတွင်းမှာဂုံတော်ကွန်ချာကိုကျမတို့ကကိုးကား ေတ္တာသုတ်ကိုကိုးကောက်နော်ဒါရဏပရိတ်ကိုတစ်ခေါက်ရွတ်တဲ့အပြင်ကျမတို့ကမလုပ်ရမလဲလို့ပြောရင်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့နော်တစ်ခါလေကိုးကောက်လုံးတစ်ခါလေရွတ်ပြီးတော့ရေချိုးရမှာမဟုတ်ဘူးနော်တစ်ခေါက်ဂုံတော်ကွန်ချာကိုတစ်ခေါက်ရွတ်ပြီးတော့ခေါင်းလျှော်ရေချိုးမယ်ပြီးရင်အဖြူရဝတ်စုံ နော်အဖြူရောင်အင်ဂျီဝစ်မယ်ပြီးရင်နော်ကျမတို့ကဘာဘာတီလာကိုသေသေးချာချာစောက်တီမယ်ဖရာစင်ရှိမှနော်စွန်းနေနဲ့ဘာကတ်ရမလဲနော်စွန်းနေနဲ့ကတ်ဖို့လိုပါတယ်နော်အဲ့တော့စွန်းနေနဲ့ဘာကတ်မလဲဆိုရင်ဩစာသီးရှိတယ်ဆိုရင်ဩစာသီးကတ်ပေးပါနော် တကယ်လို့ဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့ကျမတို့က နဝင်းဆုံးကပ်ပါလို့ကျွန်မကတိုက်တွန်းပါတယ်เนาะအဲ့တော့ဩဇာတိရှိရင်ဩဇာတိလေးကပ်ပေးပါဩဇာတိမရှိဘူးဆိုလို့ရှိရင်เนาะနဝင်းဆုံးကပ်ပါမယ်နဝင်းဆုံးဆိုတာဆွန်းထမင်းကိုစီစမ်းစားဖြူတာဒါနဝင်းဆုံးမှာအသီးတစ်မျိုးမျိုးဖြစ်အောင်ထည့်ပေးပါနော်အသီးဩဇာတိရှိရင်တော့အကောင်းဆုံးပါပဲဩဇာတိမရှိဘူးဆိုရင်အခြား နော်ကိုအစင်ပြေရဲ့အသီးထည့်လို့ရပါတယ်နော်အသီးကိုလည်းတသီးကိုလည်းတတ်တတ်ကတ်မယ်ပေါ့နော်အဲ့တော့ပန်းများသီးကတ်လို့ရှိရင်လေဒါဒီကာလအတွင်းမှာဒါနော်စနေဂျူရဲ့အားရှိနေတဲ့အတွက်ပန်းများသီးကတ်လို့ရပါတယ်နော်အဲ့တော့နော်အဲ့တော့ဖျားမသေးသေးချာချာကိုငါးပါးတီလာစောက်တီမယ်ပြီးလို့ရှိရင်နော်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်ကောင်းကင်ကိုဖျားရှိခိုးပြီးပြီနော်ဖျားရှိခိုးပြီးပြီအဲ့မှာဖျားမမြတ်တာသုတ်ကိုးကား နော်ဒါဒနာပရိတ်တစ်ခါပြီးရင်ဂုံတော်ကိုချာကိုးကောက်ယူပြီးပြီးဆိုတာနဲ့နော်ကောင်းငင်အပြင်ထွက်အပြင်ထွက်ပြီးကောင်းငင်ကိုမော့ကြည့်ပြီးတော့ကျမတို့ကနော်မဟာဝေဒဗံမန္တန်တော်ကိုရွတ်ဆိုပါမယ်နော်ဒါကတော့ဒနာသိတိရတဲ့အချိန်ဒနာသိတိနဲ့ဆန်းရှင်နဲ့အချိန်ကိုကျမတို့ကအချိန်ကောင်းယူပြီးတော့ငွေကြေးကန်ကောင်းစေဖို့အတွက်ပြုလုပ်ရတဲ့အစီအရင်ပါနော်အင်္ဂါနေ့အင်္ဂါနေ့မှာကျမတို့ အခါမကောင်းပါဘူးနော်အင်္ဂါနေ့မှာဥပကယုတ်နဲ့နော်ဥပကယုတ်ကတည်စီတတ်တယ်လူတွေကိုထိခိုက်ပျက်စီးစေတတ်တယ်ဥပကယုတ်နဲ့ညနေ၄နာရီ38မိနစ်အလွန်မှာတော့နော်တည်ဆုံးခြင်းကိုဖြစ်ပေါ်စေတဲ့မြစ်စုယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ပြောမယ်ဆိုရင်မေလ20ရက်နေ့အင်္ဂါနေ့ကနေ့မကောင်းပါဘူးနော်နေ့မကောင်းတဲ့အတွက်အဲ့လိုနေ့မှာ အောင်မြင်စေလိုတဲ့ကိစ္စဘလို့ကိစ္စမျိုးကိုမှမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့မေလ20ရက်နေ့မှာကျမတို့နော်ရွတ်ဖတ်ပူဇော်ရမယ်ဂါထာကတော့ယတနာတုတ်ပူဇော်ပါမယ်မြစ်တာတုတ်ပူဇော်ပါမယ်ပြီးရင်ခန္ဓာတုတ်ပူဇော်ပါမယ်ပြီးရင်အာရဏာရိယတုတ်ပူဇော်ပါမယ်ပြီးရင် ပုပ္ပနာတုတ်ပူဇော်ပါမယ်နော်အဲ့လိုနေမှာနော်ဗုဒ္ဓံတဏ္ဍန်ကိစ္ဆာမိတပန္နံကိစ္ဆာမိတိုင်ငန္တရဏံကိစ္ဆာမိဆိုရယ်တဏ္ဍနဂုံကိုလည်းကျမတို့ပတိတပတ်ပူဇော်ပါမယ်နော်နောက်ကျမတို့မေလ20ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အရာကလည်းနိုးနှစ်အောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်ကတော့အနောက်အရက် ဖြစ်ပါတယ်เนาะအဲ့တော့နဝင်းဆုံးကပ်ပါမယ်မေလ20ရက်နေ့ကျမတို့လှူဒန်းရမယ်အခါရလှူဒန်းရမယ်ဆုံးကတော့နဝင်းဆုံးပဲဖြစ်ပါတယ်မေလ21ရက်နေ့မှာเนาะမေလ21ရက်နေ့ကဗုဒ္ဓဘူးနေ့ပါမေလ21ရက်နေ့မှာတော့ဖုန်းကန်ကြီးမားစေတဲ့တဲ့မာနတယုံနဲ့နော်ညနေ3နာရီနဲ့52မိနစ်အလွန်မှာတော့ပစ္စည်းဥစ္စာတွေပေါများစေတဲ့တဲ့ဘဒုမယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ ကောင်းတဲ့ယုံနှစ်ခုစလုံးကိုတရက်ထဲရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့21ရက်နေ့ဘုဒ္ဓဖူးနေ့ဟာလေနေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့ရှောင်းရံကာလကိုပြောပါမယ်ရှောင်းရံကာလအမှောင်ကာလကတော့เนาะမနက်7နာရီနဲ့21မိနစ်ကနေပြီးတော့ည7နာရီနဲ့21မိနစ်အတွင်းည7နာရီအတွင်းပေါ့เนาะအချိန်ကာလမကောင်းပါဘူးအဲ့တော့ ပြောချင်တာကဒီလိုနေမှာလေကိုကအမှောင်ချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာုံကတော့ကျမတို့เนาะကံကောင်းလက်ပွင့်စေတဲ့အရာုံကတော့အညိုရောင်ဖြစ်ပါတယ်။နန့်သာရောင်ဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောက်အရက်ဖြစ်ပါတယ်။ပူစောရမယ့် ဂါရာကတော့မေတ္တာသုတ်ရေဒါဒနာပရိယေနော်ကျမတို့ပြီးတော့နော်ကျမတို့ဘာပူဇော်လို့ရလဲဆိုရင်ဂုံတော်ကွန်ချာရေပူဇော်ပါနော်မေတ္တာသုတ်ကိုတော့အတတ်နိုင်ဆုံးကိုးကရွတ်စေချင်ပါတယ်ဂုံတော်ကွန်ချာကိုလည်းကျမတို့ကကိုးကပူဇော်မယ်ဆိုလို့ရှိရင်တော့ငွေကြေးကံကောင်းနေပါလိမ့်မယ်နော်မေလ22ရက်နေ့ကြာသပတေးနေ့ကတော့နော်အရိုက်ပုတ်ခံရတတ်တဲ့မုခရုပ်နဲ့ နော်ဂုံကျက်တည်တိုးစီတဲ့စတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့လိုနေ့ရဲ့အမောင်ကာလကိုကြည့်ရခါမှာတော့နော်မနက်အောင်ရတောင်ရနာရီရနေပြီးတော့နှစ်နာရီအတွင်းเนาะပြောမယ်ဆိုလို့ရှိရင်မနေ့အစောကြီးပေါ့เนาะနေ့တခုကူးတဲ့မနေ့နှစ်နာရီထိအချိန်ခါမကောင်းပါဘူးရှင်အဲ့ကာလာလေးကိုတော့ရှောင်သေးကြပါလေ ်ပမာကလဒါနေ့တနာရီကနေပြီးတော့ညနေ3နာရီအတွင်းလဲအချိန်ခါမကောင်းတဲ့အတွက်အဲ့ဒီအချိန်ခါလေးကိုတော့ရှောင်ပေးပါကံပွင့်လက်ပွင့်စီလေးအရာကတော့ sorry ပါရှင်ကျွန်မနာစည်းနေလို့ပါเนาะကံပွင့်လက်ပွင့်စီလေးအရာကတော့ခရမ်းရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနေဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်ကျမတို့ယူပွားပူဇော်ရမယ်เนาะယူပွားပူဇော်ရမယ် ခါတာကတော့တန်ပုတ်ဒီ36ခမြတ်တာသုံးကိုးကောင်းနဲ့เนาะတရဏဂုံပတိတပတ်စိတ်ပြီးပါဂုံတော်ကိုးပါးကိုပတိတပတ်စိတ်ပြီးပါလှူဒန်းရမယ်အခါရလှူဒန်းရမှာတော့နဝင်းစွန်းမယ်ဖြစ်ပါတယ်မီလာ23ရက်နေ့မှာတော့ကျမတို့ကနော်မီလာ23ရက်နေ့မှာဖုန်ခံကြီးမားစေတတ်တဲ့ကီတုယုတ်နဲ့ နေ့တနာရီ20မှာတော့ကျက်သေးမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတဲ့တည်းတီရိဝိဇာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နော်ကောင်းတာယုတ်နှစ်ခုစလုံးကို တရက်သေးရထားတဲ့အတွက်နော်နေ့ကောင်းတယ်လို့ပြောလို့ရပါမယ်။နော်ရှောင်းရံအမောင်ကာလကိုကြည့်ပါမယ်။နော်ရှောင်းရံအမောင်ကာလကတော့မနက် 10နာရီ30ကနေပြီးတော့နေ့လေ12နာရီအတွင်းကတော့အမောင်ကာလဖြစ်တဲ့အတွက် အခါမကောင်းပါဘူးအဲ့တော့အဲ့ဒီအခါကိုကျမတို့ကရှောင်လိုက်မယ်နော်အဲ့ဒီအခါကိုကျမတို့ရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့နော်လုပ်လို့ရပါတယ်အမောင်ကာလဖြစ်တဲ့10နာရီမနက်10နာရီခွဲရနေပြီးတော့နေ့လေ12နာရီအတွင်းကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေမင်္ဂလာနော် ကိစ္စတွေလှုပ်ဆောင်လို့ရပါတယ်เนาะဒီနေ့ကတောက်ကြနေ့ကနေကောင်းနဲ့ဖြစ်တဲ့အတွက်မင်္ဂလာအခါယူပြီးတော့လောက်ရမယ့်ကိစ္စတွေကိုလုံဆောင်ပါလို့ကျွန်မအကြံပြုတိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်။နို့နေရောင်ဖြစ်ပါတယ်။အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်။နော် ရွတ်ဖတ်ပူဇော်ရမယ်ဂါထာကတော့မေတ္တာသုတ်เนาะမေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါပြီးရင်ကျမတို့เนาะဂုံတော်ကွန်ချာပူဇော်ပါဒါဆိုလို့ရှိရင်တော့เนาะမေတ္တာသုတ်ရွတ်ဖတ်တဲ့အတွက်ကျမတို့ရဲ့ကံပေါ့เนาะကံမြင့်လာပဲမေတ္တာသုတ်ရွတ်ဖတ်ခြင်းဟာလေမေတ္တာဘာဝနာပွားခြင်းဖြစ်ပါတယ်ဂုံတော်ကွန်ချာကလည်းဒါဗုဒ္ဓရဲ့ဂုံတော်ပွားတာဖြစ်တဲ့အတွက်ဗုဒ္ဓနုတ္တိပေါ့เนาะဒါဗုဒ္ဓရဲ့ဂုံတော်ကိုကျမတို့ပွားများခြင်းဖြစ်တဲ့အတွက် ကုန်းတော်ကွန်ချာနဲ့မြစ်တာတို့ကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဟာတင်လျော်တဲ့နေ့ပါเนาะလှူဒန်းရမယ်အခါရလှူဒန်းရမယ်စိုးနေနေဆိုလို့ရှိရင်တော့ကျမကဆံပြုတ်ဖို့အတွက်ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်ဆံပြုတ်ကိုကြားဖြူပြီးတော့ကြားဆံပြုတ်လှူဒန်းမှာလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့တော့မေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာကိုက ဘလိုမျိုးနော်လူတန်းစရာတွေလူတန်းမလဲဒါတွေကိုကိုကစီစဉ်လို့ရပါမယ်ပြီးရင်ကိုလှုပ်ဆောင်မယ်နော်ကိစ္စလေးတွေကိုကိုဒီလိုကောင်းနေနော်နေရောအခါရောကောင်းနေရက်တွေနဲ့အချိန်တွေကိုတေချာရွေးပြီးတော့လှုပ်ဆောင်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ချစ်တော်သူများအားလုံးစမ်းမကြပါစီချမ်းသာကြပါစီ